ဘတ်ဂျက်တွေထိုးစင်းနေလို့ဂုံကြီးတို့လိုဘဝရောက်သွားနေတဲ့ဂေကြီးတို့တင်အားလုံးပဲမင်္ဂလာပါချန်ပီယံစေကုနဲ့ဂျေယူခဲ့တဲ့ဂိမ်းမူးတို့ကတော့ယူရိုပါလိဖိုင်နယ်မှာလန်ဒန်ကျပ်ပါကြီးရဲ့တက်ခွဆီးတာကိုခံလိုက်ရပြီးတဲ့နောက်ဘတ်ဂျက်တွေတရက်တရက်ပိုဆိုးလာခဲ့ပြီဖြစ်ပါတယ်ဂိမ်းမူးတို့ကလက်ရှိမှာထေကြီးပြတ်တင်းဖြစ်နေပြီးဂုံစင်းကြီးတို့ကိုလောင်ထားသမျှဝေးလေလို့လာပြီးပဲဖြစ်ပါတယ်ဒါတွေအားလုံးရဲ့စားကယူရိုပါလိဖိုင်နယ်မှာရှုံးသွားလို့ပဲဖြစ်ပါတယ်မျောလင်းချက်ဆိုတော့တော့လုံးနဲ့တကယ်တမ်းဖြစ်မလာတဲ့ခါမှာဘုံဘုံလဲဆိုသလိုဂိတ်ဖန်တွေလည်းမျက်ရည်နဲ့မျက်ခွက်ဖြစ်သွားရပါတယ် ချန်ပီယံဖြစ်မယ်ဒီပီအားချောင်းမိခဲ့သမျှအခုလောက်ဆိုရင်ဂိတ်ဖန်နေလဲမူမပြောင်းပင်းနဲ့ဂူအောင်လို့ကိုမျက်နာကိုဘယ်နှထားလို့ထားရမှမသိအောင်ဖြစ်နေလောက်ပါပြီစင်ပြန်ကြီးလိုပဲဒုတိယလိုဖြစ်သွားတာကြောင့်ဂိတ်ဖန်တို့ဟာလာမယ့်ရာသီအေးအေးကွားတော့မှာဖြစ်ပြီးအခုလိုတော့ကြာတာပရင်းနေညနေမှာအားချောင်းလို့မရတော့ဘူးဖြစ်ပါတယ်ဒီမှာတင်နေဥရောပပြန်ပွဲတွေကန်နေချိန်မှာဂိမူးတို့ကတော့တပတ်တပွဲနှုန်းနဲ့အေးအေးကွားတော့မှာပါအခုလိုမျိုးဥရောပပြန်ပွဲတွေနဲ့ကင်းဝေးခဲ့တာဟာဂိမူးတို့အတွက်အဖက်ဖက်ကနေထိခိုက်နေတာသိခဲ့ပါတယ် ဂေမိုးတို့ဟာချန်ပီယံမဖြစ်တာကြောင့်အတင်းရဲ့ရှယ်ယာပိုင်းရော့ကျသွားတယ်လို့အကြွေးမီမာလေးတီဘီလီယံတီရှိလာခဲ့တာပါဒါပြင်ချန်ပီယံလင်းဝင်ခွင့်နဲ့လည်းလွှဲချော်ခဲ့တာကြောင့်စပွန်ဆာစုချင်းွေစသဖြင့်လည်းဘန်နာရီကိုပတ်ပေါင်းစုံကနေထိခိုက်စေခဲ့ပါတယ်။ဂေမိုးတို့အနေနဲ့ယူရိုပါလိချန်ပီယံဖြစ်မှသာတရားသီလုံးတိုင်ပတ်ထားသမျှအဖက်ဆင်ထဲမှာဖြစ်မဲ့ပြင်လာမယ့်ရာသီချန်ပီယံလင်းကံရမှာဖြစ်ပြီးဘန်နာရီဘက်မှအဆင်ပြေမှာပါ။ဒါပေမဲ့လည်းဂေမိုးတို့ဖိုင်နယ်မှာကြက်ဖောက်ကိုမနိုင်မင်းနဲ့တရားသီလေးချိန်တွေ့ရမှာလေးချိန်စလုံးရှုံးနေခဲ့တာဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ဂီမူးတို့ဟာလက်ချက်ပိုင်းထိခိုက်သွားပြီးဖြစ်ပြီးလာမယ့်နေရာဒီမှာငွေသုံးနိုင်ဖို့ရလဲခက်ခဲသွားပြီးဖြစ်ပါတယ်။ Guardian သတင်းဌာနရဲ့ဖော်ပြချက်အရဂီမူးတို့ဟာလာမယ့်နေရာဒီမှာပြောင်းရွှေ့ပတ်ချက်အနေနဲ့ပေါင်တန်းတရာပဲသုံးစွဲနိုင်တော့မယ်လို့သိရပါတယ်။ဒီပမာဏဟာလက်ရှိပြောင်းရှိသေးကွက်ရဲ့သဘောတရားအရဘလို့မှစင်ပြေတဲ့ပမာဏမဟုတ်ပါဘူး။ ဒါကြောင့်ဂိမ်းမှုတို့ကကစားသမားခုံရီမှုအစ်စ်တွေလှုပ်ချင်တော့အတင်းမှရှိတဲ့ကစားသမားတွေကိုထုတ်ရောင်းနိုင်ဖို့ရလိုအပ်နေတာဖြစ်ပါတယ်။မေရာတင်းဌာနရဲ့ဖော်ပြချက်အရဂိမ်းမှုတို့ဟာအတင်းကကစားသမားတွေကိုရောင်းထုတ်သွားဖို့ရနားစင်ထားပြီလို့ဆိုပါတယ်။အတင်းကဘယ်ကစားသမားကိုမဆိုပြောင်းရွှေ့ခြင်းမိမိမမနဲ့လိုချင်တဲ့အတိုင်းအတာတွေပေးလိုက်တော့လက်ခံပေးသွားမှာပါ။ရိုနိုဖာနန်ဒက်စ်လိုမျိုးအတင်းရဲ့အဓိကကစားသမားကိုတော့မှဂိမ်းမှုတို့ကကန့်လန့်လာမယ်ဆိုရင်ရောင်းချသွားမှာဖြစ်ပါတယ်။အသက်30နှစ်အရွယ်ရှိပြီဖြစ်တဲ့ဘရူနိုဖာနန်ဒက်စ်ဟာဂိမ်းမှုတို့စီကနေထွက်ခွာမယ်လို့တတင်းတွေထွက်ပေါ်နေသူပါ။ ်ကစားသမားဖြစ်သူကအတင်းမှာဆက်ရှိနေခြင်းပေမဲ့သူ့ကိုကမ်းလှမ်းနေတဲ့ Sorry Pro League ကရှိနေတာဖြစ်ပါတယ်ဆိုရီပရိုလိကလပ်အဟီလက်တင်ဟာဘရူနိုရဲ့ကိုယ်စားလှယ်နဲ့တွေ့ဆုံပြီးဖြစ်တယ်လို့ဂိတ်တင်ဘက်ကလည်းကန့်လန့်မှုတွေလှုပ်ထားပြီးသားဖြစ်ပါတယ်။အဟီလက်တင်ဟာဂိတ်ကိုဘရူနိုအတွက်ပြောင်းရွှေ့ပြီးစံချိန်တွေပေးသွားမှာဖြစ်တယ်လို့ဘရူနိုကလည်းဂိတ်ရနေရဲ့လောကလာစားတဲ့များစွာမြင်မာတဲ့ပမာဏကိုပေးရသွားမှာပါ။ လက်ရှိဗီဒင်ရဲ့အမြင့်မားဆုံးပြောင်းရွှေ့ခြင်းစံချင်းရှင်ဂိုင်းစီတိုပေါင်သန်း၁၂၀တဲ့ပို့ပေးမှဖြစ်ပြီးလောကလာစာကိုလည်း၃နှစ်တွင်တန်းနေရပေးသွားမှာပါရူနိုကတော့ယူရိုပါလိဖိုင်နယ်ပြီးမှအကဲ၍ဂိတ်တာသူ့ကိုရောင်းချလိုတယ်ဆိုရင်သူ့အနေနဲ့လက်ခံသွားရမှာဖြစ်ကြောင်းပြောကြားပါတယ်ဂိမ်းမှုတို့အနေနဲ့ဘယ်ကစားသမားတွေကိုရောင်းထုတ်သွားမလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်ကြီးစုပြီလို့ကျေးဇူးတင်ပါတယ်